ားလုံးပဲမင်္ဂလာပါရှင်။နိုင်မီလီယာ channel ကနေကြိုဆိုလိုက်ပါရစေ။အဲ့ဒီကနေ့မှာတော့စာရေးသူအက္ခဇောရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းဇလန်လေးရဲ့အခန်းဆက်ဖြစ်တယ်။အဝိဇ္ဇာတော်တောင်းနဲ့ကြားဦးကြီးပြက်ကဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးတော့မှာဖြစ်တာမို့ဇလန်လေးမစားတင်ပြီးကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့နဲ့ဇလန်တင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့အတွက်ဘေးနားကအချက်ပေးခေါင်းလောင်းလေးကိုလည်း နှိပ်ပေးသွားဖို့မမေ့ပါနဲ့နော်။ဟုတ်ကဲ့ပါဒါဆိုရင်ဇလန်လေးကိုစားတင်လိုက်ရအောင်ရှင်။မောင်ဆိုင်ကလည်းတမန်ကုန်တော်ဦးအတွင်မှာတော်တူကဝင်ရောက်နေမိပါတယ်။လမ်းမှာတော့အင်္ဂလိပ်တွေကိုတွေ့ရပေမဲ့အဲ့ဒီအင်္ဂလိပ်တွေအတွင်မှာတော့လူမရှိဘဲနဲ့အဝိထေသုံးဆောင်တွေကသာပြန့်ကျဲနေတာကိုတွေ့ပါတယ်။အဲ့လိုနဲ့တအိပ်ပြီးတအိပ်လိုက်လံရှာဖွေနေရင်းနဲ့ရေကန်ကြီးတစ်ခုအနီကိုရောက်လာခဲ့ပါတယ်။ရေကန်ကတော့စက်ဝိုင်းပုံတံရှိပြီးတော့ရေကန်ပက်ပက်လေးမှာတော့ငပြောပင်တွေအုပ်ပင်တွေကအစီအီပေါက်နေပါတယ် ရေကန်တစ်ဖက်ကမ်းမှာတော့အင်္ဂလိပ်တလုံးကိုတွေ့ရပြီးတော့အင်္ဂလိပ်အတွင်းကနေတဲ့မိဂိုးတွေဥထွက်နေရကိုတွေ့လိုက်ပြန်ပါတယ်မိဂိုးတွေထွက်နေရဆိုရင်တော့ဒူရှိပုံရမှာပဲမောင်ဆိုင်ကလည်းအဲ့လိုတွေးတော့မိပြီးတော့ရေကန်ကိုပတ်လာခဲ့ပါတယ်မောင်ဆိုင်ထင်တဲ့အတိုင်းအင်္ဂလိပ်မှာတော့လူသူအရေးရံကိုတွေ့ရပြီးအိမ်ရှိမှာတော့ကုပြကြီးတခုခင်းထားကလူကြီး၃လျောက်ကထိုင်နေပါတယ်မောင်ဆိုင်ကလည်းအနီးကိုတိုးကပ်လာတဲ့အခါမှာတော့အဲ့ဒီလူတွေကမောင်ဆိုင်ကိုတွေ့ပြီးတော့အနှဲငယ်ထိတ်လိုက်သွားပါတယ်လူကြီးတဦးကလည်းနဘေးမှာချထားတဲ့ဓားကြီးကိုလက်လန်းယူလိုက်ပါတယ် ဟဲ့ကောင်မင်းဘာလုပ်လဲတို့ရွာကိုဘာလာလောက်တာလဲမောင်ဆိုင်ကလည်းပြဿနာမဖြစ်ချင်တာကြောင့်လက်ကပြလိုက်ကကျုပ်ကလူကောင်းတယောက်ပါနောင်ကြီးတို့ကိုအန္တရာယ်ပြုဖို့လာတာမဟုတ်ပါဘူးဗျအသက်50ခန်းရှိတဲ့လူကြီးကကြံလူတွေကိုခေါင်းကြိတ်ပြလိုက်တဲ့အခါမှာတော့ကြံလူတွေကလည်းလက်နက်တွေကိုပြန်ချထားလိုက်ပါတယ်တဲကလေးမှာတော့တစ်ဖက်ဖွင့်တဲလေးဖြစ်ပြီးတော့ဆန်ကလေးတစ်ခုနဲ့ပင်တူညီနေပါတယ်မောင်ဆိုင်ကလည်းကိုပြင်မှာထိုင်ချလိုက်ကမောလိုက်တာဗျာရေလေးပါတီတိုက်ပါအောင်ဗျာ ဲ့ဒီခါမှာတော့လူကြီးတယောက်ကလည်းသူတို့အရှိန်မှာချထားတဲ့ဝါကြီးတော်အတွင်းကနေအညိုရောင်ရေတွေကိုဝက်စစ်ခွက်အတွင်းကိုလောင်းထည့်ပေးလိုက်ကမောင်ဆိုင်ထံကိုကမ်းပေးလိုက်ပါတယ်။မောင်ဆိုင်ကလည်းအဲ့ဒီအရေတွေကိုယူလိုက်ပြီးတော့နန်းကြည့်လိုက်ပါတယ်။ဒါကဘာတွေများလဲဗျ။ငါတို့စီမှာရေတော့မရှိဘူးကွာ။စိန်ရေပဲရှိတယ်။ရော့တော့စိန်ရေဆိုတာကတော့ခေါင်ရေကဲသူကစော်ဖောက်ထားတဲ့ရေတမျိုးပဲဖြစ်ပါတယ်။မောင်ဆိုင်ကလည်းဝက်စစ်ခွက်ကိုယူပြီးတော့မော့တောင်ချလိုက်ပါတယ်။စိန်ရေမှာအေးမြနေကချင်းစုပ်စုပ်အရသာရှိပေမဲ့ မကြာခင်မှာတော့ green တစ်ခုလုံးချိုးမြိန်သွားပါတယ်မျိုးချလိုက်တဲ့အခါမှာလဲလေချောင်းတစ်ခုလုံးပူချိန်သွားပါတယ်မောင်ဆိုင်ကလည်းပြုံးလိုက်ပြီးတော့တောက်လိုက်ရင်ချိုးမြူလိုက်ရင်ခါဆိုတာဒါမျိုးဖြစ်မှာဗျဒီစင်ရီကတော့ချိုးလိုက်တာဗျအဲ့ဒါကောင်းကြီးငချိန်နဲ့ဖောက်ထားတဲ့စင်ရီကွာကဲတောက်အောင်မလားတောက်မှာပေါ့ဗျာဒီလောက်ကောင်းတဲ့စင်ရီကိုမှမတောက်ရင်ကျုပ်လူဖြစ်ရှုံးသွားမှာပေါ့ဗျအဲ့ဒီချိန်မှာပဲတဲကလေးအတွင်းကနေမင်းကလေးတယောက်ထွက်လာပါတယ်အဲ့ဒီမင်းကလေးရဲ့လက်ထဲမှာတော့ မြေနဲ့ပြုတ်လုထားတဲ့ပကံပြားလေးတွေကိုကင်လာပြီးတော့မဲမဲအကောင်လေးတွေကိုထည့်လာပါတယ်။ယော့ဟောတာကရှင်သားကြက်တင်ကစေရည်နဲ့ဆိုရင်တိတ်လိုက်တာပေါ့။မောင်ဆိုင်ကလည်းရှင်တကောင်ကိုကြိုက်ဝါလိုက်ရင်နဲ့ကောင်းလိုက်တာနောင်ကြီးတို့ရာကျုပ်အလကားမစားပါဘူးဗျ။ဝေပေးပါမယ်။မလိုပါဘူးကွာ။ကျုပ်တို့ရွာကိုတကူးတကလာလေတဲ့ခမားကိုအဲခံတဲ့သဘောပါ။ကြိုက်တဲ့လောက်သားစား။ကြိုက်တဲ့လောက်သားတောက်နော်။ကျုပ်တို့ကကျုပ်တို့ပေးတာကျွေးတာကိုအားရပါးရစားမှကျေနပ်တာဗျ။ မောင်ဆိုင်ကလည်းကောင်းကျိန်ပြီးတော့ရှင်ကောင်ကိုကြိုက်လိုက်စေရီကိုတောက်လိုက်နဲ့ဇိမ်ကြနေပါတယ်။စေရီတောက်လိုက်တဲ့အခါမှာတော့မောင်ဆိုင်ရဲ့အာရီရှာတွေကတွတ်လာပါတယ်။အဲ့ဒီအခါမှာတော့အဲ့ဒီလူကြီးရဲ့စကားတွေဖောင်ဖွဲ့ပြီးပြောဆိုနေပါတယ်။အဲ့ဒီလိုပြောဆိုစားတောက်နေတဲ့မောင်ဆိုင်ရဲ့ခေါင်းအတွင်းကိုအတွေးတစ်ခုဝင်ရောက်လာပါတယ်။ငါဒီမှာစားတောက်နေပြီမဲ့မိခါတို့ကအစင်မပြေးပါမလား။မောင်ဆိုင်ကလည်းစေရီကွက်ကိုကင်ပြီးတော့တွေးတောနေပြီပါတယ်။အဲ့ဒီအခါမှာတော့စေရီဝိုင်းမှာထိုင်နေတဲ့လူကြီးကလည်း မောင်ရဲ့ဘာတွေတွင်းနေတယ်ကွမတောက်ဘူးလားတောက်မှာပါဗျာတောက်မှာပါ မောင်ဆိုင်ကလည်းစိတ်ရီခွက်ကိုမောတောက်ချပါလေစိတ်แท้ကနေလဲဩမိခါမှာစိတ်တလုံးရှိသေးတာပဲစိတ်တလုံးကသူ့ကိုစောက်ရှောက်มาပေါ့သူတို့လမ်းအတိုင်းသာဆက်လိုက်လာရင်ဒီနေရာကိုရောက်လာကြမှာပါမောင်ဆိုင်ကလည်းအဲ့လိုတွေးပြီးတော့ဆက်လက်တောက်စားနေပါလေစိတ်တလုံးကလည်းလူတစ်ယောက်နောက်ကိုပြေးလိုက်လာပါလေအဲ့လူကတော့လူတယောက်ရဲ့ပုံသဏ္ဍာန်ရှိပေမဲ့လူသားတအုပ်ထက်တော့သုံးစားခန့်အပြည့်မြန်လာပါတယ်။အဲ့ဒါကြောင့်မို့စိတ်တလုံးတယောက်လည်း အဲ့ဒီလူကိုမျက်ခြေပြက်သွားမိပါလေ။ဟာကွာဒီကောင်ဘယ်ရောက်သွားပါလိ။မောင်ဆိုင်တကောင်လည်းဘယ်ရောက်သွားတယ်မသိပါဘူး။စိတ်တလုံးကလည်းအဲ့ဒီတော့မှမိခါကိုသတိရသွားပါလေ။စိတ်ထဲမှာတော့မိခါတယောက်အနောက်ကနေပြေးလိုက်လာတယ်လို့ထင်မှတ်လိုက်ပါလေ။စိတ်တလုံးကအနောက်ကိုပြန်လှည့်ကလမ်းလျှောက်လာတဲ့အခါမှာတော့မိခါနဲ့လူချင်းကွဲသွားပြီးမှသိလိုက်ရပါလေ။ဟာဒုက္ခပဲမိခါဘယ်ရောက်သွားပါလိ။စိတ်တလုံးကလည်းတစ်ပင်နေကြတယ်မှာလှဲ့ပက်သွားလာနေရင်လည်းလမ်းပြောင်နေပြီးမှကိုသိလိုက်ပါတယ်။တောအုပ်ကလည်းတစ်ပင်ကြီးကြီးမားမားမရှိဘဲနဲ့ လူကြီးထွာဆိုင်ခန့်လုံးပတ်ရှိတဲ့တစ်ပင်တွေသာရှိပါတယ်။တချို့နေရာတွေမှာတော့လူသွားလမ်းကြောင်းကလေးကိုတွေ့ရပါတယ်။တချို့နေရာတွေမှာတော့ခြုံတွေပိတ်ပေါင်းတွေဖုံးအုပ်နေတာကိုလည်းတွေ့ရပါတယ်။စိတ်တလုံးကလည်းအဲ့ဒီလိုသွားလာနေရင်းနဲ့ရေအိုးကလေးကိုရွက်လာတဲ့မင်းကလေးတစ်ယောက်ကိုတွေ့လိုက်ပါတယ်။အဲ့ဒီမင်းကလေးကလည်းစိတ်တလုံးကိုတွေ့တဲ့အခါမှာတော့ထိတ်လန့်သွားပြီးတော့ရေအိုးကိုပြစ်ချလိုက်ပါတယ်။စိတ်တလုံးကလည်းဒိုင်းပင်ပြစ်ထိုးလိုက်ရင်းနဲ့ရေအိုးကိုမြေကိုမကျမီမှာပဲဖမ်းယူလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မင်းကလေးကိုရေအိုးကိုပေးလိုက်ပါတယ်။တော်သေးတာပေါ့ဦးမကွဲတာ။ ယေရှုတင်ပါတယ်ရှင်။ဒါနဲ့ဒီတော်လေးကိုရှင်ကဘာလာလုပ်တာလဲ။ပြောရမယ်ဆိုရင်တော့တမန်ဆရာကြီးနဲ့တွေ့ကြလို့လာခဲ့တာပါ။ဒါနဲ့တမန်ဆရာကြီးရှိတဲ့နေရာကိုမင်းကလေးကသိပါသလား။သိပါတယ်ရှင်။ကျမနောက်ကိုလိုက်ခဲ့ပါ။စိတ်တလုံးရဲ့အကြံမှာအခုလိုတော့အုပ်တွင်လှက်ပတ်ကသွားလာနေုံနဲ့မိခါကိုတွေ့နိုင်ရဲ့ခဲရင်မှာကိုတွေ့မိပါတယ်။ဒါကြောင့်မလို့တမန်ဆရာကြီးနဲ့အရင်တွေ့ဆုံပြီးမှသာမိခါကိုရှာဖွေတော့မယ်လို့တွေးလိုက်မိခြင်းဖြစ်ပါတယ်။အဲဒါကြောင့်မလို့မင်းကလေးခေါ်ဆောင်ရာနောက်ကိုလိုက်လာခဲ့ပါတယ်။ အဲ့ဒီမိန်းကလေးကတော့အသားဖြူဖြူနဲ့ဖြစ်ကတူတောင်းလာတဲ့ထမင်းကိုရင်ရှားဝတ်ဆင်ထားတာမို့လို့ခြေသလုံးသားဖြူဖြူတွေကိုအတိုင်းအတာမြင်တွေ့ရပါတယ်။အပေါ်ပိုင်းမှာတော့အဝတ်စားကိုမဝတ်ဆင်ထားဘဲနဲ့ခြုံတယ်ကြီးတစ်ခုကိုသာပတ်ထားပါတယ်။အဲ့လိုသွာလာနေတဲ့တနေရာအရောက်မှာတော့တစ်ချုံဝါချုံတွေနဲ့ခံတတ်သဘွယ်ကရရထားတဲ့နေရာတစ်ခုကိုရောက်သွားပါတယ်။မိန်းကလေးကလည်းဒီနေရာကိုလက်ညှိုးထိုးပြရင်းနဲ့တမန်ဆရာကြီးကအဲ့ဒီမှာနေတာပဲ။စိတ်တလုံးကလည်းတစ်လုံးချုံတွေကိုခက်ခက်ခဲခဲနဲ့ဖဲ့တက်ခဲ့ပြီးရဲ့နောက်မှာတော့ မိုးမောက်နေတဲ့ကုန်းမြေလေးတစ်ခုပေါ်ကိုတက်လာခဲ့ပါတယ်။အရှိေမှာတော့ကျင်းတဲ့ကြီးတစ်ခုရှိနေရကိုလည်းတွေ့လိုက်ပါတယ်။စိတ်တလုံးကလည်းကျင်းတဲ့အတွင်းကိုငုံကြည့်လိုက်စင်မှာအနောက်ကနေတစုံတစ်ယောက်ကတိုးချလိုက်တာမို့ကျင်းတဲ့ကြီးအတွင်းကိုခြေပြက်လက်ပြပြုတ်ကျသွားပါတော့တယ်။ကျင်းတဲ့ကြီးကလည်းဝါးရပြန်ခန့်နှိုင်းဆိုင်ပါတယ်။ကျင်းအောင်ရှိမှာရှိနေတဲ့မြေသားတွေကလည်းရှုံ့ပွက်တွေထနေရမှုစိတ်တလုံးတယောက်အကြမနာခြင်းဖြစ်ပါတယ်။ရှုံ့ပွက်တွေအတွင်းမှာလူလဲကကုန်းထလိုက်တဲ့အချိန်မှာတော့စိတ်တလုံးရဲ့ရှိမှာလူတယောက်ကလဲကျနေပါတယ်။အဲဒီလူကိုအသေးချာကြည့်လိုက်တဲ့အခါမှာတော့ မောင်ဆိုင်ဖြစ်နေရကိုတွေ့ပါတယ်။ခွေးကောင်မောင်ဆိုင်မင်းကဒီမှာဘာလုပ်နေရလဲ။မောင်ဆိုင်မှာတော့မူရစ်ကရင်ဝင်နေတဲ့မျက်လုံးတွေနဲ့စိတ်တလုံးကိုကြည့်ရင်းနဲ့နေပါအောင်မင်းအောင်ဘလို့လို့ရောက်လာတာလေ။ကောင်မလေးတယောက်ကတမန်ဆရာကြီးကိုတွေ့ချင်းလိုက်ခဲဆိုပြီးတော့ဒီတွင်းကြီးတွေကိုတွန်းချလိုက်တာပဲ။ဒါနဲ့မင်းအောင်ဘလို့ရောက်လာရလဲမောင်ဆိုင်။ငါလေးရွာထဲကလူကြီး၃ယောက်ကိုတမန်ဆရာကြီးနဲ့တွေ့ချင်တယ်လို့ပြောလိုက်တာ။သူတို့ကငါ့ကိုစေရီတွေမူအောင်တိုက်ပြီးတော့ဒီထဲကိုခေါ်လာတာပဲ။ဒါနဲ့မိခါရောမိခါမင်းနဲ့ရှိနေရမဟုတ်ဘူးလားစိတ်တလုံးရ။ စိတ်တလုံးကလည်းကောင်းကုတ်လိုက်ပြီးတော့အေးကွာမိခားနဲ့ငါနဲ့လူချင်းကွဲသွားတယ်ကွာဘာကွာမိခားကိုတေချာစောက်ရှောက်ပါလို့မိကိုမှားထားခဲ့တယ်မဟုတ်ဘူးလားစိတ်တလုံးအောင်မမိအောင်ပါထူလေရွာထဲကိုအရေးကြီးသွားကြည့်ခိုင်းတာအရက်ဝိုင်းနဲ့တိုးပြီးတော့အရက်တောက်နေရတယ်လို့ကွာစိတ်တလုံးနဲ့မောင်ဆိုင်တို့ကလည်းတယောက်နဲ့တယောက်ထိတ်ငေါ်ကရံဖြစ်နေကြပါတယ်အဲ့ဒီချိန်မှာပဲကျင်းတခန့်ဝါကိုလူတွေလာရက်ပါတယ်အဲ့ဒီလူတွေထဲမှာတော့မောင်ဆိုင်နဲ့အတူတူစိတ်ရင်တောက်ခဲ့တဲ့လူတွေပါဝင်တယ်လို့ပဲစိတ်တလုံးကိုလမ်းညွှန်ပြသခဲ့တဲ့မိန်းကလေးကလည်းပါဝင်ပါတယ် အားလုံးပေါင်းအယောက်20ခန်းတော့ရှိပါတယ်။အဲဒီထဲမှာမှအသက်50ခန်းရှိတဲ့လူကြီးကလည်းကျင်းအောက်ကိုငုံကြည့်ပြီးတော့ဟဲ့ကောင်လေးမင်းတို့တို့ရွာကိုဘာလာလောက်ကြတာလဲကွ။တမန်ဆရာကြီးနဲ့တွေ့ချင်လို့လာခဲ့တာပါ။မောင်ဆိုင်နဲ့စိတ်တလုံးကလည်းတူညီတဲ့အဖြေကိုသာဆိုကြပါတယ်။ဟုတ်ပြီလေ။မင်းတို့ကဘာဖြစ်လို့တမန်ဆရာကြီးကိုတွေ့ချင်ကြတာလဲ။မောင်ဆိုင်ကလည်းစိတ်မရှိတော့ဘဲနဲ့ကျုပ်တို့ကရွှေဟင်းသာခိုင်းကခိုင်းသားတွေပဲ။ကျုပ်တို့ခမရတို့ဆရာကြီးကိုတွေ့ချင်တယ်ဆိုတာခမရတို့ရဲ့ဆရာကြီးကိုကျုပ်တို့ခိုင်းနေဝင်အောင်လို့စိတ်ယုံမလို့ပဲ။ အဲ့ဒီခါမှာတော့အဲ့ဒီလူကြီးကလည်းခွက်တိုးခွက်လန်ကြီးမောလိုက်ရင်ဘာကွသူများကိုလာစီးရုံနဲ့ကောင်းနေကလည်းသူများဖမ်းတာကိုခံထားရပါလားကွမင်းတို့လိုအကြီးချင်းမျိုးနဲ့ငါတို့ကဘာကိုယုံကြည်ပြီးတော့ပူးပေါင်းရမှာလဲကွမောင်ဆန်းကလည်းလက်အတွင်းမှာကြီးမားတဲ့ဓမောက်ကြီးကိုဖမ်းတီးလိုက်ကအောက်မှာခမရတို့တက်သည့်ရှင်အောက်ကိုဆင်းလာခဲ့ကြသမားမောင်ဆန်းဘာကောင်လဲဆိုတာခမရတို့သိသွားစေရမယ်မင်းတို့ကိုလွယ်လွယ်လေးဖမ်းမိပါတယ်ဆိုမှမင်းတို့နဲ့တိုက်ဖို့ငါတို့ကအောက်ကိုဆင်းလာရအောင်ပါလေလားကွာငါတို့အဲ့လောက်ထိမယူမိုက်ပါဘူးကွာ ဒါပေမဲ့မင်းတို့ရဲ့အရေးချင်းကိုတော့ငါတို့စမ်းသက်ကြည့်ကျင်သေးတယ်ကွခမားကဘလို့စမ်းပါလဲကြိုက်သူတို့သားစမ်းလိုက်စမ်းဒီတွင်းကြီးကိုတာရဲတွင်းကြီးလို့ခေါ်တယ်ကွဒီတွင်းထဲကတတဝါကြီးကိုမင်းတို့တိုက်ခိုက်နိုင်နေဆိုရင်မင်းတို့အသက်ရှင်လိမ့်မယ်မဟုတ်လို့ကတော့မင်းတို့လည်းတခြားလူတွေလိုပဲဒီတတဝါကြီးရဲ့တက်ဖြက်စားတော့တာကိုမင်းတို့ခံရလိမ့်မယ်အဲ့ဒီအချိန်မှာပဲတစ်ပင်တွေကလည်းတရှဲရှဲနဲ့လှုပ်ခတ်သွားပြီးတော့ကျင်းပေါ်ကနေလူတွေကလည်းလှုပ်လှုပ်ရှားရှားဖြစ်သွားပါလေတိရွတ်တစ်ခတ်တွေကိုကိုယ်ပေါ်မှာဝစ်စင်ထားတဲ့လူတအူးကလည်း အသက်50ခန်းရှိတဲ့လူကြီးရဲ့အခြေမှာထိုင်ချလိုက်ပြီးဆရာကြီးမုတ်ဆိုးတွေတောထဲကိုရောက်လာကြပါတယ်ဆရာကြီးဆိုတဲ့သူကတောက်တစ်ချက်ခောက်လိုက်ပြီးမုတ်ဆိုးတွေကိုဒီလူတွေကခေါ်လာခဲ့တာပဲဖြစ်ရမယ်အဲ့ဒါအရေးမကြီးပါဘူးဆရာကြီးမုတ်ဆိုးတွေကကျုပ်တို့လူနှစ်ယောက်ကိုဖမ်းဆီးသွားပါတယ်ဘသူတွေပါသွားတာလဲကွဆရာကြီးရဲ့သားမောင်တီဟပါသွားပါတယ်ကြံတဲ့တယောက်ကတော့ဘသူလဲဆိုတာအတိမပြည့်ရသေးပါဘူးမိန်းကလေးတယောက်ပါပဲဆရာကြီးကလည်းတောက်ခောက်လိုက်ပြီးတော့ဒီကောင်တွေတော်တော်လုံနေကြပြီဟဲ့ ကဲတမန်လူသားတို့အားလုံးအသိပြေထားကြဒီကောင်တွေတမန်တော်တွေကနေမထွက်ခွာသေးခင်ငါတို့လိုက်ပြီးတော့ကဲကြမယ်ဟိအဲ့လိုပြောဆိုပြီးရဲ့နောက်မှာတော့ဆရာကြီးဆိုတဲ့သူကဦးဆောင်ကတမန်လူသားတွေကလည်းကျင်းအနီးကနေပြေးထွက်သွားပါတယ်ကျင်းထဲမှာကြံနေခဲ့တဲ့မောင်ဆိုင်နဲ့စိတ်တလုံးတို့ကလည်းဟဲ့လူတွေဘယ်သွားကြတာလဲဗျကျုပ်တို့ကိုလှုပ်ပယုတ်လေဗျဒီမှမောင်ဆိုင်ခုနကသူတို့ပြောသွားတာကြားတယ်မဟုတ်လားမင်းကလေးတယောက်ကိုမုတ်ဆိုးတွေဖမ်းသွားကြပြီဆိုတာလေအေးအဲ့ဒါငါတို့မိခါများဖြစ်နေမလား ဟုတ်ရင်ဟုတ်လောက်တယ်ကွမိခါတာတခုခုဖြစ်လို့ကတော့မေးဝင်ကအရှင်မထားဘူးမောက်ဆိုင်အောက်မှာမိခါကိုမင်းကစောက်ရှောက်မဲဆိုပြီးတော့နေခဲ့တာလေကွာဒါရီအကုန်လုံးကမင်းချောင်းကစိတ်တလုံးရကဲညင်းခုံနေလို့မထူးဘူးဟောဒီချင်းကြီးကနေလွမြအောင်လို့ဘယ်လိုလုပ်ရမလဲမောင်ဆိုင်မင်းအရင်ကျင်းတဲ့ကနေပြန်ထွက်လိုက်ကွာငါကမိုးပေါ်တော့မပြန်တတ်ဘူးကွမောင်ဆိုင်ကလည်းပခုံးတွန့်လိုက်ပြီးတော့ငါကမိုးပေါ်ပြန်တက်နေမှတော့ရေကြီးမှလမ်းလျှောက်နေရအောင်မလားကွာစိတ်တလုံးရစိတ်တလုံးကလည်းစိတ်ပြက်သွားပြီးတော့သွားပါပြီကွာ မင်းကတော်တော်ကိုအသုံးမကျတဲ့ကောင်ပဲမောင်းစားရ။အောင်မာ၊ तू အောက်ပြန်တက်တာကြတူ။စေတလုံးကလည်းကျင်းရဲ့နေရမြေသားတွေကိုလက်နဲ့ကုတ်ဖက်ကတတ်လိုက်ပါလေ။ဒါပေမဲ့လည်းမြေသားတွေကလည်းရှင်စည်းမြေလိုဖြစ်နေပြီးတော့ချောင်းမွေနေတာမို့လို့ကုတ်တက်လို့မရပဲဖြစ်နေပါရဲ့။ကျင်းကြီးရဲ့ပုံစံကလည်းအောင်မာလှိုင်ကောင်းတဲ့တံကျဲဝန်းပြီးတော့ကျင်းဝါမှာအနှဲငယ်ကျင်းမြောက်နေတာမို့ကုတ်ဖက်တက်ရတာမှမလွယ်ကူလာပါဘူး။မောင်းစားရောစေတလုံးမှာကျင်းနေရကိုကုတ်ဖက်တက်ရင်းနဲ့တဘုံဘုံပြုတ်ကျနေပါလေ။ဟဲ့ကောင်မောင်းစား တို့နှစ်ယောက်တယောက်ပေါ်တယောက်တက်ပြီးတော့ခုံလိုက်မယ်ဆိုရင်မိနိုင်တယ်ကွမင်းအောက်ကနေခံပေးစမ်းကွအောက်မှာငါမင်းအောက်ကနေခံပေးရမလဲလားကွမင်းသာအောက်ကနေနေစမ်းပါမင်းရဲ့ကြာကိုသီးစီးမကုန်တဲ့ခန္ဓာကိုယ်ကြီးတဲ့ငါပေါ်ခုံတက်ချင်နေသေးရလားကွအဲ့ဒီချိန်မှာပဲဂျင်းနှခမ်းဝါကိုအဖိုးကြီးတူကရောက်လာပါတယ်အဖိုးကြီးကလည်းကြာစံချောင်းတွေလိုမျိုးဆွတ်ဆွဖြူနေတဲ့ဇပင်တွေကိုဖားလာချထားပြီးတော့မုံစိတ်မွေးရှိကြီးတွေကလည်းဖြူဆနေပြီးဖြစ်ပါတယ်ခါမှာတော့ကြားသေးကြီးတစ်ခုကိုပတ်ထားတာကလွဲပြီး ခန္ဓာကိုယ်တစ်ခုလုံးကတော့အဝတ်စားမပါပါဘူးအဖိုးကြီးကိုတွေ့လိုက်ရတာမို့လို့မောင်ဆိုင်တို့ကလည်းအားတက်သွားပါတယ်အဖကြီးကျုပ်တို့ကိုကယ်ပါအောင်ဗျာအေးငါမင်းတို့ကိုကယ်ဖို့လာပြီဟဲ့အဖိုးကြီးကလည်းကျင်းရောက်ကိုခုန်ချလိုက်ပါတယ်မောင်ဆိုင်တို့ကလည်းစိတ်ပြက်သွားပြီအဖကြီးကကျုပ်တို့ကိုကယ်မယ်ဆိုပြီးတော့ဘာဖြစ်လို့ကျင်းထဲကိုခုန်ချလိုက်တာလဲဗျအဲ့ဒီခါမှပဲအဖိုးကြီးကလည်းရေဘက်ကိုပုံကနေပုတ်လိုက်ပြီးရဲ့နောက်မှာတော့ခန္ဓာကိုယ်ကနေအမွှေးမြင့်ကြီးတွေပေါ်ထွက်လာပြီးမျက်စိတမိတ်အတွင်းမှာပဲကြာကြီးတကောင်ဖြစ်ကိုပြောင်းလဲသွားပါတယ် မောင်ဆိုင်တဲ့ခြေတလုံးတို့ကလည်းကြားကြီးကိုကြည်ကအံ့ဩနေပြီးပါလေခမရကဲမယ်ဆိုတာကဒီလိုပုံစံနဲ့ကဲမယ်ကိုပြောတာလားဗျကြားကြီးကလည်းဝုန်းကနေဟိဟောင်းလိုက်ကမောင်ဆိုင်တို့နှစ်ဦးကိုလှည့်ပတ်ချောင်းမြောင်းနေပါတယ်မောင်ဆိုင်ကတော့လှန်ရှည်ကြီးတစ်ခုကိုဖမ်းဆီးလိုက်ပြီးတော့အတင်းကိုင်ဆောင်ထားပါတယ်စေတလုံးကလည်းကြားကြီးကိုတိုက်ခိုက်ဖို့အတွက်အတင်းပြင်ဆင်လိုက်ပါတယ်မကြာမီမှာပဲကြားကြီးကလည်းဝုန်းကနေတစ်ချက်ဟိဟောင်းလိုက်ပြီးတော့စေတလုံးတို့နှစ်ဦးနဲ့တိုက်ခိုက်ပါတော့တယ်မုံဆိုးတွေကလည်းတမန်တော်အတွင်မှာလှည့်လေသွားလာနေရင်တနေရာရောက်မှာတော့ မုံဆိုးကောင်းဆောင်ကြီးကရက်တက်လိုက်ပါတယ်။အဲဒီနောက်မှာတော့နဘေးပတ်ဝန်းကျင်ကိုတစ်ချက်ဝေးကြည့်ပြီးတော့ငါတို့ဒီမှာစက္ကန့်ချမယ်ဟိ။အဲဒီခါမှာတော့မုံဆိုးတယောက်ကလည်းကောင်းဆောင်နာကိုတိုးကပ်လာပြီးတော့ကောင်းဆောင်ကြီးဒီနေရာကတမန်တော်နယ်မြေထဲမှာပဲရှိသေးတယ်နော်။တမန်ကောင်တွေရဲ့လက်ထဲကနေလွတ်ပြီးလို့မပြောနိုင်သေးဘူး။ကျွန်တော်တို့ဒီကနေထွက်သွားကြတာပို့ပြီးတော့ကောင်းမယ်ထင်တယ်။ဟဲ့ကောင်မင်းကကောင်းဆောင်လား။ငါကကောင်းဆောင်လားကွ။ကောင်းဆောင်ကြီးကကောင်းဆောင်မှာအေးဒါဆိုရင်ငါပြောတာကိုနားထောင်စမ်းပါ။ တမန်ကောင်တွေကသူတို့သားသမီးတွေအဖမ်းခံထိရဆိုရင်အသက်နဲ့လဲပြောလိုက်လဲကဲတင်ကြတာထုံးစံပဲမဟုတ်လား။ဒါကြောင့်သူတို့ကလေးတွေအဖမ်းခံရတယ်ဆိုတဲ့သတင်းကြားတာနဲ့ငါတို့နောက်ကိုလိုက်လာကြလိမ့်မယ်။ဟုတ်တယ်လေကောင်းဆောင်ကြီးရဲ့အခုချိန်လောက်ဆိုရင်ဒီကောင်တွေလိုက်လာနေတော့ပြီ။ဒီကလေးတွေကတီကျက်ပဲ။သူတို့ကလေးတွေကိုလိုက်လာပြီးကဲဆယ်ကြတဲ့အချိန်မှာငါတို့ကသူတို့တွေကိုစောင့်ဖမ်းကြမယ်။ကျွန်တော်နားလဲပါပြီကောင်းဆောင်ကြီး။ကောင်းဆောင်ကြီးကဒီတော့လေလာပြီးတော့လက်ပနာနဲ့မပြန့်ချင်ဘူးပဲ။ဘာမှအဖိုးမတန်တဲ့ကလေးနှစ်ယောက်ပဲယူရမလားကွ။ ီထက်အတန်ဖိုးရှိတဲ့အကောင့်ကြီးတွေကိုပဲဖမ်းရမှာပေါ့ခေါင်းဆောင်ကြီးကလည်းကောက်ကြီးဆင်းလဲတဲ့အပြုံးကိုပြုံးလိုက်ကာကဲအားလုံးပဲဒီနားမှာထောင်ကျောက်တွေဆင်းနေသလောက်မျက်မျက်ဆင်ထားကြစမ်းဒီနယ်မြေဟာတမန်ကောင်တွေရဲ့တက်ကွေးပဲဖြစ်စေရမယ်ဟိမုတ်ဆိုးတွေကလည်းအဲ့ဒီနေရာနဲ့ပတ်ပတ်လဲတဝိုက်မှာတော့ထောင်ကျောက်မျိုးစုံကိုပြင်ဆင်ကြပါလေအဲ့လူတွေကလည်းမုတ်ဆိုးတွေဆိုပေမဲ့တာမန်မုတ်ဆိုးတွေနဲ့မတူဘဲနဲ့မော်ပညာကိုအသုံးပြုကဖန်ဆီးကြတဲ့မော်မုတ်ဆိုးတွေဖြစ်ပါတယ် မိခါနဲ့မောင်တီဟာကိုတော့တစ်ပေကြီးတမင်ပါလူကျိုးတွေနဲ့ရင်ဝါကနေချင်းမျက်စိအထိတင်းကျပ်စွာချီနှောင်ထားကြပါတယ်မုံစိုးတွေပြင်ဆင်နေတဲ့အချိန်မှာတော့မုံစိုးခေါင်းဆောင်ကြီးကလည်းမိခါတို့အနီကိုရောက်လာခဲ့ပါတယ်အဲဒီလူကြီးတွေကလည်းမောင်တီဟာကိုကြည့်ပြီးတော့မင်းတော်တော်တော်အရွယ်ရောက်နေပြီပဲတီဟာရေဟင်ခမရကျုပ်ကိုသိရလားသိတာပေါ့ကွာဘာလဲမင်းကအောင်ငါ့ကိုမသိဘူးလားခမရလို့တမန်းမုံစိုးတယောက်ကိုကျုပ်ကဘယ်သိမလဲဗျာ မင်းတို့အဖေမောင်ဝါကတချိန်လုံးကသူ့ညီမောင်ဝရအကြောင်းကိုမပြောပြခဲ့ဘူးလားဝရဆိုတာကတမန်လူသားတွေရဲ့တင်းစပေါက်တစ်ယောက်ပဲသူ့ကြောင့်တမန်လူသားတွေကအခုလိုမျိုးတောထဲမှာပုံရှိုးကွယ်ရှိုးနဲ့နေထိုင်နေရတာပဲအဲ့ဒီခါမှာတော့မုတ်ဆိုးကောင်းဆောင်ကလည်းရီမောလိုက်ပြီးတော့အေးမင်းတို့ပြောတော့လေမင်းတို့စကားပေါ့ကွာတကယ်တော့အရင်တစ္ဆာဖောက်ခံလိုက်ရတာကငါပဲကွာမောင်တီဟာကလည်းမျက်လုံးပြူးသွားပြီးတော့ဒါဆိုခမည်းကဟုတ်တယ်ငါကဝရပဲ ခမားကြီးကကျုပ်တို့တွေရဲ့တစ္ဆပေါက်ကြီးပဲဗျ။ခမားကအရင်ကတမန်လူသားဖြစ်ခဲ့ပြီမဲ့။ဘာဖြစ်လို့တမန်လူသားတွေကိုရန်ရှာနေရတာလဲ။တမန်လူသားတွေကိုမုန်းတီးနေရတာလဲ။အမအမှန်ကိုမင်းမကြခင်သိရတော့မှာပါတီဟာယာ။မင်းအဖေတို့မင်းအဖိုးတို့လူစုံတက်စုံဖြစ်တော့မှငါတို့ရက်ကမှန်သလားမှားသလားဆိုတာကိုမင်းကိုယ်တိုင်စုံပြတ်စမ်းမှာကွ။အဲ့ဒီချိန်မှာတော့ဘီခါကလည်းကျမကတမန်လူသားလည်းမဟုတ်ဘူး။ရှင်နုနဲ့လည်းဘာမှမပတ်သက်ဘူး။ဒါကြောင့်မလို့ကျမကိုလွတ်ပေးပါ။တမန်တော်ဆိုတာကတော်ရုံယောက်ျားတွေတောင်မှ ၄၅၆ရောက်စုပြီးတော့လာရဲတဲ့နေရာမဟုတ်ဘူးကွာမင်းကဒီနေရာမှာရောက်နေပြီးတော့တမန်ကောင်တီနဲ့မပတ်သက်ဘူးဆိုတာကိုငါယုံကြည်ရမှာလေကျမကရွှေဟင်းသာကိုင်းကဂိုင်းချုပ်ပဲဒီတော့လာတာကတမန်လူသားတွေနဲ့ဆွေးနွေးကြရာရှိလို့လာခဲ့တာပဲမိခါကပြောလိုက်တဲ့အခါမှာတော့မုံဆိုးဝရကလည်းအလွန်ကြီးမောဖွယ်ရာကောင်းတဲ့ဟာသားတပုတ်ကိုကြားလိုက်တယ်လို့ပဲဥလိုက်သေးလိုက်ကိုရီမောပါတော့တယ်မင်းလိုကလေးပေါက်စားကရွှေဟင်းသာကိုင်းရဲ့ဂိုင်းချုပ်ဖြစ်မလားကွာနောက်ပြီးတော့ရွှေဟင်းသာကိုင်းဆိုတာကပျို့ကွဲသွားပြီး ပြောက်ွယ်သွားခဲ့ပြီးရှေ့ယုံကြည်ုံမယုံကြည်နေပါဒါပေမဲ့ကျမကတော့အမှန်တိုင်းပြောတာပဲကျမကိုဒီလိုဖမ်းချုပ်ထားတယ်ဆိုတာဒါကျမရဲ့ကိုရံတော်နှစ်ယောက်တိတ်သွားရင်ရှင်တို့ဘွားတော့မတွေ့ရစရာပဲရှင်ဒါဆိုရင်လည်းမင်းရဲ့ကိုရံတော်တွေကိုဒီကိုခေါ်လိုက်ပြီကွာရွှေရင်တာခိုင်းကလူတွေကဘလောက်စွမ်းနေဆိုတာကိုစမ်းသက်ကြည့်ကြတာပေါ့မုံဆိုးဝရကလည်းအော်ဟစ်ရီမောရင်နဲ့မိခါတို့အနာကနေထွက်သွားပါတယ်မောင်တီဟာကလည်းမိခါကိုကြည်ကာရီမောလိုက်ရင်နဲ့မင်းကမင်းကလေးပြီပြီးတော်တော်ပလီပလာပြောတတ်တဲ့လူပဲဗါတဲ့ မိကိုပင်များရွှေဟင်းသာကိုင်းရဲ့ခိုင်းချုပ်ဆိုပဲဟုတ်တယ်လေအဲ့ဒါအမှန်ပဲငါကြားဘူးတာကရွှေဟင်းသာကိုင်းကခိုင်းသားတွေကမော်ပညာတွေအစင်မြင်ကြတယ်တဲ့ရွှေဟင်းသာကိုင်းရဲ့ခိုင်းချုပ်ကလည်းပြိုင်ဆန်ချားတယ်ဒုတိယပဲတဲ့ကွမိကြတော့ဘာမှမတတ်တယ်ပြီသူများဖန်တာတော့ခံနေရသေးပါလားမိခကလည်းမောင်တီဟပြောဆိုတာကိုမခံချင်တာကြောင့်အောင်မဲကျမကတိတ်အစွမ်းထက်တာပေါ့ဒီလူတွေလောက်ကိုကျမတစ်ချက်သေးနဲ့တိုက်ခိုက်နိုင်ယူနိုင်တယ်သိရဲ့လားဒါဆိုလေအခုတိုက်ပါတော့လား ကျမလာတာကသူတို့နဲ့တိုက်ခိုက်ဖို့လာတာမှမဟုတ်တာတမန်ဆရာကြီးနဲ့တွေ့ပြီးတော့စီယုံချင်တို့လာခဲ့တာလေမောင်တီဟကလည်းဟက်ခနဲ့ကြီးမောလိုက်ပါလေမိခကလည်းစကားလမ်းကြောင်းလွှမ်းချင်တာကြောင့်ဒါနဲ့တမန်လူသားတွေဆိုတာကဘလူလူသားတွေလဲမော်ပညာတွေထဲမှာတက္ကဝါရကဆိုတဲ့ပညာရတစ်မျိုးရှိတယ်လူနာလွယ်အောင်ပြောရရင်တော့ပုံတရံအမျိုးမျိုးပြောင်းလဲနိုင်တဲ့အတက်ပဲလူကနေတာရဲကောင်တာရဲကောင်ကနေလူအဖြစ်ကိုအဖက်ဖက်ပြောင်းလဲနိုင်တဲ့ပညာရပဲဒီပညာရကိုလက်ခံလိုက်တဲ့လူဟာ လူအဖြစ်ကနေတားရဲကောင်အဖြစ်ကိုပြောင်းလဲနိုင်ကြတယ်။အော်ဒါကြောင့်ရှင်ပြောင်းလဲသွားတာကိုဒါဆိုရင်ဘယ်ရဲကောင်မဆိုပြောင်းလဲလို့ရတယ်ပေါ့နော်။ဒီလိုတော့မဟုတ်ဘူးကွ။လူတယောက်ရဲ့မွေးနေ့မွေးလာပေါ်မူတည်ပြီးတော့အဲ့ဒီလူရဲ့အပေါ်ကိုတားရဲတိရစ္ဆာန်တကောင်ရဲ့ဝိညာဉ်ကကြီးစိုးတက်ရောက်မှုရှိတယ်။ဒီပညာကိုသင်ယူလိုက်တဲ့အခါကိုယ့်ရဲ့မွေးရက်ကိုကြီးစိုးတဲ့တားရဲကောင်ရဲ့ဝိညာဉ်ခန္ဓာနဲ့ချိတ်ဆက်ရတယ်။ငါကတိမ်လက်မှာမွေးခဲ့တော့တီဟဆိုတဲ့ခြေသစ်ပုံအဖြစ်နဲ့ပြောင်းလဲခဲ့တာပဲ။ တခြားလူတွေကတော့သူ့မွေးရဲ့လက်အချိန်ဒီပေါ်မူတည်ပြီးတော့တားရဲကောင်တွေအဖြစ်ကွဲပြားသွားတယ်။ဒါပေမဲ့ခုနကရှင်ပြောင်းနေတုန်းကလူတစ်ပိုင်းခြေသေးတစ်ပိုင်းကြီးဖြစ်နေခဲ့တယ်မဟုတ်လား။တားရဲကောင်တွေဆိုတာကအမှောင်ထဲမှာပူပြီးတော့အစွမ်းထက်ကြတယ်။ဒါကြောင့်နေကင်းကြောင်တောင်နေရောင်အောက်မှာပုံစံပြောင်းရင်တော့လူတစ်ပိုင်းပုံစံအဖြစ်နဲ့ပဲပြောင်းလို့ရပြီ။အမှောင်တို့အတွင်းကနေပုံစံပြောင်းတဲ့အခါမှသာတားရဲကောင်အဖြစ်ကိုအပြည့်အဝပြောင်းလဲနိုင်မှာဖြစ်တယ်။ကျမတမန်လူသားတွေအကြောင်းကိုတော့နည်းနည်းတော့နားလည်သွားပြီ။တမန်လူသားတွေဆိုတာကလည်း ငါတို့ကိုလူများကခေါ်ကြတဲ့နာမည်ပါငါတို့တွေကိုယ်တိုင်ကတော့တက္ကာရာပညာရှင်တွေလို့ခေါ်ကြတယ်ဒါပေမဲ့ငါတို့အကြောင်းတွေကိုထဲထဲဝဝင်မသိတဲ့လူတွေကတော့ငါတို့ကိုလူဖြစ်ကနေတားရဲကောင်တွေအဖြစ်ကိုပြောင်းလဲနိုင်တယ်ဆိုပြီးတော့တမန်ကောင်တွေတမန်လူသားတွေလို့ခေါ်ကြတာပေါ့အဲ့ဒါဆိုရင်ခုနကမုတ်ဆိုးဝရဆိုတာကရောဘယ်သူလဲဟင်သူကတစ်ချိန်လုံးကတမန်လူသားတယောက်ပေါ့သူသားဝရအစ်မန်းဆိုရင်ငါရဲ့ဦးလေးတော်ဆက်တယ်ငါတို့အဖိုးကတမန်လူသားတွေကိုအုပ်ချုပ်တဲ့ဆရာကြီးပေါ့သူကကြားပုံစံအဖြစ်နဲ့ပြောင်းလဲနိုင်လို့ သူ့ကိုဥပြက်ကလို့ခေါ်ကြတယ်။ဥပြက်ကမှာကသားနှစ်ယောက်ရှိတယ်။ဝကနဲ့ဝရလို့ခေါ်တယ်။ဝကဆိုတာကဝင်းပလေအသင်ကိုပြောင်းနိုင်ပြီးတော့ဝရဆိုတာကလူဝင်ကြီးအဖြစ်ကိုပြောင်းလဲနိုင်တယ်။ဒါဆိုရင်ဝရကနစ်ဦးလေးဆိုတော့နစ်အဖေကဝကပေါ့နော်။ဟုတ်တယ်။အဖိုးဥပြက်ကကသားနှစ်ယောက်ကိုပညာကုန်သင်ပေးလိုက်တဲ့အတွက်သားနှစ်ယောက်ကလည်းတခြားသမန်းလူသားတွေထက်ပိုပြီးတော့အကျွမ်းထက်ကြတယ်။ဒါပေမဲ့ဒီနေ့မှာအဖိုးဥပြက်ကကတက်ရွယ်ကြီးနေပြီဖြစ်တာမို့လို့ တမန်လူသားတွေကိုအုပ်ချုပ်ခွင့်ရှိတဲ့ခေါင်းဆောင်တယောက်ကိုရွေးချယ်ပေးခြင်းနဲ့တက္ကရာရီရဲ့ထုံးစံရတားရဲကောင်တွေကခေါင်းဆောင်အဖြစ်နဲ့ဝင်ရောက်ရှင်ပြိုင်ခြင်းတဲ့လူတွေဟာအချင်းချင်းတိုက်ခိုက်တက်ဖြတ်ပြီးတော့အနိုင်ရတဲ့လူကသာတက္ကရာရီရဲ့ခေါင်းဆောင်ဖြစ်ခွင့်ရှိတယ်လေဒါဆိုရင်ဒီပြိုင်ပွဲမှာဘသူကနိုင်သွားတာလဲဟင်ငါအဖေဝကကနိုင်သွားတာပေါ့ကွာဒါပေမဲ့အဲ့ဒါကိုငါရဲ့ဦးလေးဝရကမကြည့်နေဘူးကွာသူ့ကိုရှုံးနေအောင်လို့ငါအဖေကမဟုတ်တဲ့နီးလန်းတွေနဲ့ရုံမှာကောက်ကြည့်တယ်လို့စွတ်စွဲတယ် နောက်ဆုံးတော့အဖိုးကနောက်ဆုံးတိုက်ပွဲအတွက်ခွင့်ပြုပေးလိုက်ရတယ်။အဲ့ဒီနောက်ဆုံးတိုက်ပွဲဆိုတာဘာလဲရင်တက္ကရာရဲ့ထုံတန်းစင်လာမှာကောင်းဆောင်တယောက်ကိုမကျေနပ်ဘူးဆိုရင်မကျေနပ်တဲ့လူနဲ့ကောင်းဆောင်တွေကမသေးမချင်းတက်ပြတ်ရှင်ပြန်ရတာပဲဖြစ်တယ်။အဲ့ဒီပွဲမှာဝရကရှုံးနေခဲ့တယ်။ငါဖေစီကနေလေတေထောက်တဲ့ဒဏ်ရာတစ်ခုကိုရခဲ့တယ်လို့ပြောတယ်။အရှုံးကိုရင်းမဆိုင်ခြင်းနဲ့ဝရကဟောဒီတုံးထဲကနေထွက်ပြေးသွားတယ်။နောက်တော့တမန်မုံဆိုးတွေနဲ့ပူးပေါင်းပြီးတော့တမန်ကောင်တွေကိုလိုက်လံဖမ်းဆီးပြီးတော့တက်ပြတ်ရောင်းချတယ်လေ။ ဒါဆိုတမန်းကောင်တွေကိုဝယ်နေတဲ့လူတွေရှိတာပေါ့နော်။ငါလည်းအတိအကျတော့မသိပေမဲ့တမန်းကောင်တွေကိုမှော်ပညာရှင်တွေကဝယ်ကြတယ်လို့ပြောကြတယ်ကွ။မိခကလည်းမိုးဆိုးဝရကိုကြည့်လိုက်ပြီးတော့သူကနေဦးလေးဆိုတာဖြစ်နိုင်တယ်ဟ။သူ့မျက်နှာမှာကုတ်ချေရာကြီးကိုတွေ့တယ်မဟုတ်လား။အဲ့ဒါကနေဘေးရဲ့လက်သေးနဲ့ကုတ်လိုက်တဲ့ဒဏ်ရာဖြစ်နိုင်တယ်ဟ။မောင်တီဟကလည်းကောင်းကျင်လိုက်ပါတယ်။မိုးဆိုးတွေကလည်းထောင်ချောက်တွေကိုတက်ဆင်ပြီးပြီမဲ့တမန်းလူသားတွေရောက်မလာသေးတာမို့လို့ထူးဆန်းနေပါတယ်။ခေါင်းဆောင်ကြီးတမန်းကောင်တွေကအခုထိမလာသေးပါလားဗျ။ နေ့အလင်းရောင်အောက်မှာဆိုရင်ဒီကောင်တွေကတဝက်ပဲစွမ်းနေကွငါအထင်ညရောက်တဲ့အခါမှသာငါတို့ကိုချောင်းမြောင်းပြီးတိုက်ခိုက်လိုက်မယ်မုံဆိုးဝရကလည်းပြောပြောဆူဆူနဲ့ခေါင်းဆူကြီးတစ်ခုကိုဆွတ်ချလိုက်ပါတယ်မုံဆိုးဝရထင်းတဲ့အတိုင်းပဲမကြခင်မှာပဲတမန်လူသားတွေရောက်လာပြီးတော့မုံဆိုးတွေကိုချောင်းမြောင်းကြည့်ရှုနေပါတယ်တစ်ပင်မှာခြေတောင်ကဖမ်းဆီးထားတဲ့မောင်တီဟောက်ကိုတွေ့တဲ့အခါမှာတော့ဥဝက်ကတယောက်ကဒေါသထွက်သွားပါတယ်ငါဒီကောင်တွေကိုသွားကင်မယ်မသွားပါနဲ့ဆရာကြီးမုံဆိုးတွေကဒီနားမှာထောင်ချောက်တွေထောင်ထားတဲ့ပုံပဲ ကျွန်တော်တို့ကနေ့မှာတဝက်သားချမ်းသာမှုလို့ညရောက်တဲ့အခါမှသာဒီလူတွေကိုချောင်းမြောင်းပြီးတော့တိုက်ခိုက်တဲ့မှာလေငါသားကိုဒီကောင်တွေနှိပ်စက်နေတာဟုတ်ဒီတိုင်းလက်ပိုက်ပြီးတော့ကြည့်နေရမှာလားကွာအခုညနေရောက်ကြောင်းလာပါပြီဆရာကြီးရေမိုးချုံအမှောင်ကျသွားတာနဲ့ကျွန်တော်တို့ဝင်ပြီးတော့ကဲပါမယ်ဥပကကလည်းတောက်တခေါက်ခေါက်နဲ့ဖြစ်နေပါလေညနေဆောင်ကိုရောက်သွားတဲ့အချိန်ညချင်းချင်းအတွင်းမှာတော့တိုက်ပွဲမှမပြီးဆုံးနိုင်သေးပဲရှိနေပါလေကိုတော်ငန်းရှည်လျားတဲ့ကြားကြီးကလည်းစိတ်တလုံးကိုခုံအုပ်ကတိုက်ခိုက်နေပါလေစိတ်တလုံးနဲ့ကြားကြီးကလည်းမြေပေါ်မှာလူးလိုက်နေပါလေ ောင်ဆိုင်ကလည်းပစိန်ကြီးတစ်လက်ကိုဖန်ဆင်းလိုက်ပြီးတော့ကြားကြီးရဲ့ခါလေကိုခုတ်ပိုင်းချလိုက်ပါတယ်။ကြားကြီးကလည်းနာကျင်လုံလာတာကြောင့်တစ်ချက်တွန့်သွားပါတယ်။စိတ်တလုံးကလည်းကြားကြီးတွန့်သွားတာနဲ့မျက်စိကနေအလင်းရောင်တွေကိုပစ်ထက်လိုက်ပါတယ်။ကြားကြီးကအရှောင်မြန်တာမှုလို့သားနရွက်တစ်ဖက်သားထိမှန်သွားပြီးနရွက်ပြက်ကျသွားပါတယ်။ကြားကြီးကလည်းတစ်ချက်ဟိမ့်ဟောက်လိုက်ပြီးတော့အနောက်ကျွန်းပြက်ကအမောက်တူတွင်းကိုခုံဝင်သွားပါတယ်။ အမောက်တို့အတွဲကနေပြန်ထွက်လာတဲ့အခါမှာတော့ပြတ်ထွက်သွားတဲ့နယူးယောက်ကလည်းခေါင်းပကတိတိုင်းဖြစ်နေပြီးတော့မောင်ဆိုင်ခုတ်ထားတဲ့ဓာတ်ခုတ်ရာကလည်းပြောက်ွယ်သွားပါတယ်။ကြားကြီးနဲ့မောင်ဆိုင်တို့ကလည်းအကြိမ်ကြိမ်တိုက်ခိုက်ပြီးပြီမဲ့ကြားကြီးမှာဒဏ်ရာရတဲ့အခါတိုင်းအမောက်တို့အတွင်းကိုခုတ်ဝင်သွားပြီးတော့ပြန်ထွက်လာတဲ့အချိန်မှာတော့အကောင်းပကတိတိုင်းဖြစ်နေရမလို့တိုက်ပွဲကရှေ့ကျနေရခြင်းပဲဖြစ်ပါတယ်။အခုချိန်မှာတော့ကြားကြီးကမောင်ဆိုင်ကိုဝင်ရောက်ဆွဲပါတယ်။အဲဒီချိန်မှာပဲစိတ်တလုံးကလည်းကြားအမိကိုလက်နက်ဖက်နဲ့အားကိုဖမ်းဆွဲထားပါတယ်။မောင်ဆိုင်ရေခုတ်ဟခုတ်ဟ မောင်ဆိုင်ကလည်းလက်ထဲကပစိကြီးနဲ့ကြာကြီးရဲ့ငယ်လေးကိုပေါက်ချလိုက်ပါတယ်။ကြာကြီးမှလည်းအလိုနာကျစွာအော်ဟစ်ပြီးတော့အမောင်တို့တွင်ကိုပြန်ဝင်သွားပါတယ်။မောင်ဆိုင်နဲ့စိတ်တလုံးတို့ကလည်းပင်ပန်းနေကြပြီဖြစ်ပါတယ်။တယောက်နဲ့တယောက်ကြောချင်းကတ်လိုက်ရင်နဲ့ကြီးမစိတ်တလုံးကြာကြီးကအမောင်လေးကိုဝင်ဝင်သွားပြီးတော့ပြန်ထွက်လာရင်လည်းအကောင်တိုင်းဖြစ်ဖြစ်သွားတာမင်းသတိထားမိရဲ့မို့လား။သတိထားမိရဲ့မောင်ဆိုင်။ငါအထင်တော့အမောင်တို့ကသူ့အတွက်အားဖြစ်နေရပဲကွ။ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲ။ဒီတခါငါသူ့ကိုဖမ်းပြီးတော့လုံးထားမယ်ကွာ။ မင်းကကျင်းကြီးရဲ့နှက်ခမ်းကမြေသားတွေကိုမော့အလေးနဲ့ပစ်ပြီးတော့ဖြိုချလိုက်ဟဲ့ကျင်းကြီးကအဝကျင်းနေဆိုတော့အဲ့ဒီမြေသားတွေပြိုကျလာမှာပဲနေလည်းမဝင်သေးဘူးဆိုရင်တော့ဒီကောင်ကြီးအလင်းရောင်အောက်ကိုရောက်တဲ့အချိန်မှာငါတို့အပြည့်ရှင်းကြမယ်အေးမင်းပြောတဲ့အကြံကောင်းတယ်မောင်ဆိုင်ကြားကြီးကလည်းအမောင်တို့အတွင်းကနေခုံထွက်လာပြန်ပါလေမောင်ဆိုင်ကလည်းကြားကြီးထံကိုခုံဝင်သွားပြီးတော့ကြားကြီးနဲ့လုံထွေတက်ပုတ်ပါတယ်ကြားကြီးနဲ့အားကြီးမရှင်းနိုင်တာမို့လို့မောင်ဆိုင်မှာကြားရဲ့အောက်ကိုရောက်ပြီးတော့ကြားကြီးကလည်းမောင်ဆိုင်ပေါ်ကနေတက်ဖြီထားပါတယ် အဲ့ဒီချိန်မှာပဲစိတ်တလုံးကလည်းမြေချင်းကြီးရဲ့နှခမ်းကိုအလင်းတန်းတွေနဲ့ပြစ်ခတ်လိုက်ပါတယ်။မြေချင်းကြီးရဲ့နှခမ်းသားတွေကလည်းတဝုံဝုံနဲ့ပြိုကျလာပြီးတော့နေအလင်းရောင်တွေကလည်းချင်းကြီးအတွင်ကိုဖျားကျလာပါတယ်။အလင်းရောင်အောက်ကိုရောက်တဲ့အခါမှာတော့ကြားကြီးဟာလူတစ်ပိုင်းကြားတစ်ပိုင်းအတွင်ကိုကူးပြောင်းသွားပါတယ်။အဲ့ဒီခါမှာတော့စိတ်တလုံးကလည်းအဲ့ဒီလူကြီးရဲ့ကြောကုန်းပေါ်ကိုခုန်တက်လိုက်ပြီးတော့ဇက်ကိုလှန့်ချိုးပြီးမောင်ဆိုင်ကလည်းအဲ့ဒီလူကြီးရဲ့လက်ပင်းကိုအောက်ကနေဖမ်းညစ်ထားပါတယ်။အဲ့ဒီလူကြီးကလည်းငဲတန်ပောင်းအော်ဟစ်ရင်းနဲ့ကြောက်ပါပြီငါ့ကိုလှုပ်ပေးပါတော့။ ငါမင်းတို့အရှုံးပေးပါတယ်အဲ့ဒီခါမှသာစိတ်တလုံးနဲ့မောင်ဆိုင်တို့ကလည်းအဲ့ဒီလူကြီးကိုလှုပ်ပေးလိုက်ပါတယ်အဲ့ဒီလူကြီးကလည်းကြားတစ်ပိုင်းတူတစ်ပိုင်းအဖြစ်ကနေကြားစင်စီအသွင်ကိုပြောင်းသွားပါတယ်ကြားဦးကြီးဥပြက်ကဆိုတာခမည်းပဲဖြစ်ရမယ်စိတ်တလုံးကလည်းပြောဆိုလိုက်ပါတယ်ကဲခမည်းကိုကြုတ်တို့နိုင်ပြီဆိုတော့ကြုတ်တို့ကိုလှုပ်ပေးပါတော့လှုပ်ပေးပါမယ်ရွှေဟင်းသာဂိုင်းကလူတွေရဲ့အစွမ်းကိုငါကောင်းကောင်းကြီးသိသွားပါပြီဥပြက်ကကလည်းကျင်းကြီးတနေရာအတွင်းမှာရှိတဲ့တစ်သားချောင်းကြီးကိုလက်နဲ့ဆွဲလိုက်ပါတယ် ကျင်းစစ်အပြင်တော့အဲ့ဒီတိသားချောင်းကတော့စံပေါင်းခလုတ်တခုဖြစ်ပါတယ်။မကြခင်မှာပဲကျင်းကြီးတနေရာမှာတော့လူတကောဝေစာအပေါက်လေးတခုပေါ်ပေါက်လာပါတယ်။အဲ့ဒီအပေါက်တိုင်းဝေရောက်ခဲ့တဲ့အခါမှာတော့မကြခင်မှာပဲကျင်းရဲ့အပေါ်ဘက်ကို ပြန်ရောက်လာပါတယ်။ဥပြက်ကကျင်းပေါ်ကိုရောက်တာနဲ့တမန်လူသားတူကပြေးလာပါတယ်။ဘာထူးသေးလဲဟိ။မောင်တီဟကိုတမန်မုံဆိုးတွေဖမ်းသွားကြပါတယ်။အခုဒီကဲထုတ်လို့မရသေးပါဘူး။မောင်ဆိုင်နဲ့စိတ်တလုံးကလည်းမိခါကိုတရိယာသွားပါတယ်။ အဲ့ဒီမောင်တီဟာနဲ့အတူဖမ်းခံရတဲ့မိန်းကလေးကမိခါပဲဖြစ်ရမယ်။ကျုပ်တို့ကအဲ့ဒီနေရာကိုခေါ်သွားပေးပါ။ဦးပြက်ကကလည်းမူးပေါ်ကိုမော့ကြည့်လိုက်ရင်နဲ့မကြခင်နေဝင်တော့မှာပဲ။ငါအတင်ငါတပည့်တွေကညရောက်တာကိုစောင့်နေကြတာလို့ထင်တယ်။ဦးပြက်ကနဲ့အတူစိန်တလုံးနဲ့မောင်စန်းတို့ကလည်းလိုက်ပါလာခဲ့ပါလေ။နေဝင်သွားတာနဲ့တောဟုတ်အတွင်မှာအမှောင်ဖုံးလာခဲ့ပါလေ။တမန်းမုတ်ဆိုးတွေကလည်းမိပုံကြီးတွေကိုဖို့ထားပြီးတော့အသားကြောက်တွေကိုကင်စားနေပါလေ။မုတ်ဆိုးဝရကလည်းပတ်ဝန်းကျင်အခြေအနေကိုတစ်ချက်အကဲခတ်ကြည့်ရင်းနဲ့ ဒီကောင်တွေအနီးနားကိုရောက်နေကြပြီဟဲ့ကျွန်တော်တို့တော့ဘာမှမမြင်ပါလားကောင်းဆောင်ကြီးကအေးပေါ်ကတမန်ကောင်တွေဆိုတာတောထဲမှာကိုရောက်ဖျောက်တဲ့အတက်ပညာတစ်ခုကိုလည်းတက်မြောက်ထားကြတယ်ကောင်းဆောင်ကြီးကတမန်ကောင်တွေအကြောင်းကိုအတော်သိတာပဲနော်မုတ်ဆိုးဝတ်တာကလည်းတစ်ချိန်ကတမန်ကောင်ဖြစ်ခဲ့ပုံမှန်ကိုမုတ်ဆိုးတွေကမသိကြသေးပါဘူးငါကတမန်ကောင်တွေပညာသုံးလိုက်ရင်အနဲ့ရတတ်တယ်ကွာဒါကြောင့်လေဟိုကောင်တွေတမန်ကောင်အဖြစ်ကိုပြောင်းလဲလိုက်တော့သူ့ရဲ့နေရာကိုရှာတွေ့ခဲ့တာမဟုတ်လားငါသာမှားကြည့်မှားမယ် ငါနှာခေါင်းကတော့မမှားဘူးဟဲ့။တမန်းကောင်တွေရဲ့အနှံ့တွေဒီပတ်ဝန်းကျင်ကနေပြင်းပြထန်ထန်ရနေရဲကွ။မင်းတို့အစေသိပြေးထားကြတော့ဒီတိုင်းဆိုရင်တော့တမန်းကောင်တွေကညသိမ့်နေတဲ့အထိစောင့်မှာမဟုတ်ဘူး။ထောင်ချောက်တွေရောလက်နဲ့မျိုးစုံမှာအစ်စ်ပြင်ထားပြီးသားပါကောင်းဆောင်ကြီး။ဒီတမန်းကောင်တွေအသက်ဆယ်ကျောင်းရှိရင်တော့ပြင်းမလို့တော့ပါဘူးဗျ။မုတ်ဆိုးဝတ်ထားကလည်းကြိတ်ပြုံးလိုက်ပြီးတော့ဒီညကတော့ငါ့ရဲ့ရန်ကျွေးတွေကိုလက်စားချေတဲ့နေ့ပဲဟဲ့။မင်းတို့တမန်းကောင်တွေလာကြစမ်းငါကမင်းတို့တမျိုးလုံးကိုမျိုးဖြုတ်ပြစ်မယ်ကွ။ ။မိုးစိုးဝရကလည်းစိတ်ထဲကနေကျင်းဝလိုက်ပါတော့တယ်။ပရိသတ်တွေခုနားဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူ အက္ခစောရေးသားထားတဲ့အဝိဇ္ဇာတော်တောင်ဇလန်လေးရဲ့အခန်းစာဖြစ်တယ်။အဝိဇ္ဇာတော်တောင်နဲ့ကြာဦးကြီးပြက်ကဆိုတဲ့ဇလန်လေးကိုနားဆင်ကြရတာပဲဖြစ်ပါလေရှင်။နောက်ထပ်လည်းကျမတို့ channel လေးကနေအဝိဇ္ဇာတော်တောင်ဇလန်လေးရဲ့အခန်းစာလေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။နာတော်တာဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ ဇန်နလီကိုတော့ကျမပပကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်